ဆူပါလက်ကတော့လုံးဝကိုထိမှတ်မထားပေ Hydration test မောင်ခဲ့ပါဘူး Hydration test ဝင်အောင်လုပ်တဲ့အချိန်မှာ weight ကသတ်မှတ် weight ထက်ကျော်နေတာဖြစ်တဲ့အတွက်ဒီပွဲကဆူပါလက်တော့အရှုံးများနဲ့ဆက်ခဲ့ရပါပြီဆူပါလက်ကတော့ပွဲမထိုးရသေးခင် weight chain ကတ်တာပေါ်မှာကတည်းကဘန်တန် weight champion ကပတ်ကိုလက်လွတ်ခဲ့ရပြီလေဖြစ်ပါတယ်ရင်းတစ်ခေါက်ကလည်း rotan ကကပတ်ကို ဝိမဝင်လိုလက်လုတ်ခဲ့ရတယ်ခုဒီကောက်မှာတော့စူပါလက်ကဝိမဝင်လိုဒီကဘက်ကိုလက်လုတ်ခဲ့ရပြီဖြစ်ပါတယ်နော်စူပါလက်ဟာတောက်လျှောက်ပွဲတွေပြက်လာတာဖြစ်တယ်နော်ဒဏ်ရာပြဿနာနဲ့ပွဲတွေကနေနှုတ်ထွက်ခဲ့တာနှစ်ပွဲလောက်ရှိပါတယ်ဒါကြောင့်ပွဲအနေငယ်ဝေးနေတာပါဒါကြောင့်မလို့ဝိတ်ပိုင်းဆိုင်ရာမှာအတော်လေးကိုကောင်းမွန်မွန်ကြိုးစားခဲ့ပေမဲ့လေစိတ်မကောင်းစွာပဲအခုချိန်မှာတော့ဝေးမနေခဲ့ပါဘူးဒါကြောင့်မလို့စူပါလက်ကတော့ ဝဲတော်မဆားရသေးဘူးကပတ်ကတော့အခုခံလိုက်ရပြီဖြစ်ပါတယ်တချို့သောအယူကြီးတဲ့ထိုင်းပြည်သက်တွေကတော့စူပါလက်ဟာဒီပွဲမှာရှုံးမှာဖြစ်တဲ့အတွက်အခုကလေးကနေနမိတ်မကောင်းတော့ဘူးဆိုပြီးတော့နော်လဲလစ်ပဲပြောဆိုမှုတွေလေးရှိနေပါတယ်အခုတော့ cash win နဲ့ပဲထိုးရတော့မှာပါဂျိုင်းပဲဖြစ်တဲ့နာဘီကတော့အားလုံးအဆင်သင့်ပဲ chain lighter နဲ့ချက်ချင်းကိုအကုန်လုံး hydration test ရော weight ရောအောင်ပါတယ်စူပါလက်က weight တွင်းဝင်ဖို့တော့ hydration test အောင်ဖို့တော့နှစ်ချိန်တိုင်တိုင် ပြင်းထန်ကိုကြိုးစားခဲ့တာလေးဖြစ်ပါတယ်အတော်လေးလေသူခင်ဗျာမှာမောပန်းနေခဲ့တာလေးဖြစ်ပါတယ်အခုနာဘီနဲ့ပွဲမှာနာဘီကနိုင်ရင်အဲ့ဒီချန်ပီယံကပတ်ကိုနာဘီကရမှာဖြစ်ပြီးတော့စူပါလက်နိုင်ရင်တော့ချန်ပီယံကပတ်ကစူပါလက်ရမှာမဟုတ်ပဲလက်လက်သွားတော့မှာဖြစ်ပါတယ်ဒါကြောင့်အတော်လေးကိုစိတ်မကောင်းပါဘူးစူပါလေဒီပွဲမှာနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါရနော်ရက်ထန်လေးသူနောက်ဆုံးထိုးခဲ့တဲ့ပွဲမှာကပတ်ရုပ်သိမ်းခံရပါမယ်သူကအနိုင်ထူးပြခဲ့တာပဲလीနော်